ြည်ရင်းပြပမှရှိကြတယ်ကျွန်တော်တို့တော်လန်ကြီးညီကိုမောင်နှမမြအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိုက်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်တောင်းထူးတောင်းကောက်တွေကိုတောင်းဆန်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပြီဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ဒီမှာတော့ထိုင်းစံတော်ချိန်ည9:00ပွဲပါပြီ ပြည်တွင်းပြည်ပမှာရှိကြတဲ့ကျွန်တော်တို့တော်လိုင်းရည်ညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့တော်လိုင်းရည်ညီကိုမောင်နှမတွေဒီနေ့ဆွေးနွေးကြမယ်စကားပြောလို့တာကဒီတော်လိုင်းရည်မှာကျွန်တော်တို့မနိုင်ပါဘူးစိုးရိမ်စရာမရှိဘူးနိုင်ကိုနိုင်ပါအနှင်းနဲ့အမြန်ပဲကြွာလိုက်မယ်ဒီတော်လိုင်းရည်ကျွန်တော်တို့ပြည်သူလူထုက နိုင်ကိုနိုင်မှာအနေနဲ့အမြန်ပဲกว่าအနေနဲ့အမြန်ပဲกว่าမယ်ဆိုတော့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးရောတော်လှန်ရေးကိုအသက်ပေးပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကရော အမြန်ပဲလူချင်းတယ်အမြန်ဆုံးကိုအနိုင်ရချင်းတယ်ဒါပေမဲ့တော်လှန်ရေးခေါင်းဆောင်တွေနိုင်ငံရေးအာဏာကို ရယူထားတဲ့လူတွေကတော့သူတို့လိုချင်တာကိုလိုချင်တလောက်မရရင်ကြာချင်တလောက်ကြာကြာပလိစီဆိုတဲ့ပုံစံမျိုးကျွန်တော်တို့မြင်တွေ့နေရတယ်အဲ့ဒါတွေကိုပြင်ဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးဖိအားပေးဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေးစကားတွေပြောတဲ့အခါမှာဘယ်အခါပဲပြောပြောဘလို့အခြေအနေမျိုးမှာပဲပြောပြော မေစုပြောနေတဲ့ဇကားကိုကျွန်တော်တို့အမြဲတမ်းသတိရပါတယ်အဲ့ဒါပါလဲဆိုတော့ပြည်သူတာအဓိကဆိုတဲ့အမေစုအမြဲတမ်းပြောနေတဲ့ဇကားကိုကျွန်တော်တို့ပြန်ပြောင်းသတိရဖို့လိုပါတယ်အဲ့တော့ဘဲကောင်းဆောင်တွေဘလို့ပဲအဂတိလိုက်စားနေပါစေဘဲတော်လန်ရေးကောင်းဆောင်တွေဘလို့နိုင်ငံရေးကောင်းဆောင်တွေဘလို့ပဲလိန်ညာလှဲ့ပြအဂတိလိုက်စားနေပါစေပြည်သူလူထုကဖိအားပေးရင် ပြည်သူလူထုကတောင်းဆိုရင်မဖြစ်မနေအပြောင်းလဲလုပ်ကိုလုပ်ရမယ်။နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့အမေစုစကားအတိုင်းပြောရရင်ပြည်သူဓာအဓိကပါကျွန်တော်တို့ဒီတော်လန်ကြီးကနိုင်ကိုနိုင်မယ်ဒါပေမဲ့အနှေးနဲ့အမြန်ပဲကွာမယ်။အနှေးနဲ့အမြန်ပဲကွာမယ်ဆိုတော့ပြည်သူလူထုကရောတော်ထဲမှာအသက်ပေးပြီးတော့မှတိုက်ပွဲဝင်ဒုက္ခခံနေရတဲ့ရဲဘော်တွေကရော အကုန်လုံးကဒီတော်လန်ကြီးကိုအမြန်တက အမြန်ဆုံးအနိုင်ရခြင်းလေဒါပေမဲ့တော်လန်ရေးမှာအဓိကဥဆောင်လူဖြစ်တဲ့ခေါင်းဆောင်တွေကသူတို့လိုချင်တာလိုချင်သလောက်မရရင်ကြာချင်သလောက်ကြာပါစေဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒါလိုအစီအစဉ်တွေကိုရေးဆွဲနေတာကျွန်တော်တို့တွေ့နေရတယ်မြင်နေရတယ်ကျွန်တော်တို့သိနေတယ်အဲ့ဒါတွေကို ပြုပြင်ဖို့ပြောင်းလဲဖို့ဖိအားပေးဖို့ကတော်လန်ရေးကို နိုင်ငံရေးကို အမှန်တကယ်မြင် အမှန်တကယ်တွေးပြီးတော့မှအမှန်တကယ်သိနိုင်တဲ့ပြည်သူလူထုတွေများများသိဖို့လိုအပ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေမအားတဲ့ကြားကအမြဲတမ်းပဲဒီဝေဖန်တယ်ပြောဆိုတယ် live တွေ video တွေစာတွေနဲ့အမြဲတမ်းတင်ပြ ပြောဆိုရေးပြနေတာဖြစ်တယ်ဒါဘာကြောင့်လဲဆိုတော့နိုင်ငံရေးကိုအမှန်တကယ်သိတာထင်ရှားပြီးတော့ပြည်သူလူထုကိုယ်တိုင်ကဝေဖန်သုံးသပ်ပိုင်းခြားနိုင်ဖို့အတွက်ဖြစ်ပါတယ်နော်ဟိုဘက်ကစစ်ကောင်စီအကြမ်းဖက် စစ်တပ်ကလည်းပဲတူသွားခြင်းနဲ့နိုင်ငံရေး policy သူတို့စစ်တပ်ကစစ်ကောင်းဆောင်တွေလိုချင်တဲ့ပုံစံတွေကိုပြည်သူလူထုဝင်လာအောင်เนาะပြည်သူလူထုကိုပုံစံရိုက်သွင်းနေတယ်သူ့ရဲ့ lobby တွေနဲ့သူ့ရဲ့နောက်လိုက်တွေနဲ့သူ့ရဲ့စစ်ဘောမတွေနဲ့သူတို့လိုချင်တဲ့နိုင်ငံရေးပုံစံကိုပုံစံရိုက်သွင်းနေတယ်အဲဒီဘက်ကတော်လှန်ရေးကောင်းဆောင်တွေเนาะနိုင်ငံရေးကောင်းဆောင်တွေ ီဘက်ကတော်လိုင်းရဲ့အုပ်စုကလည်းပဲသူတို့ဖြစ်ချင်တဲ့ပုံစံသူတို့သွားချင်တဲ့ပုံစံကိုပဲလူတို့ကိုအဲပုံစံရိုက်သွင်းနေတယ်နော်အဲ့ဒီနှစ်ခုစလုံးရဲ့ကြားမှာကျွန်တော်တို့ကအမှန်ကိုမြင်နေတယ်အမှန်ကိုလည်းသိနေတယ်သိနေပါလျက်နဲ့ကျွန်တော်တို့ရဲ့ပြောဆိုမှုနှုံးကရှိကိုမရောက်ဘူးဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့နိုင်ငံရေးသွေးခေါ်မှုရေကြိမ်နှိပ်ပါမှုကြောင့် အမှန်ကိုသင်ပြနေတဲ့လူတွေကရှေ့မရောက်ဘဲနဲ့ဒီဘက်ကဒီခေါင်းဆောင်တွေရဲ့ဒီတစ်ဖက်တစ်ဖက်ရဲ့ policy တွေကို policy တွေကိုဒါဒီ lobby လုပ်နေတဲ့လူတွေကပဲရှေ့ရောက်နေတဲ့ပုံစံဖြစ်နေတယ်အဲ့တော့အဲ့ဒါတွေကိုပြင်နိုင်မယ်ပြည်သူလူထုကိုယ်တိုင်ကနိုင်ငံရေးကိုထိထိမိမိတွေးခေါ်မျောအမျောအမြင်ကြီးကြီးနဲ့ဖိအားပေးနိုင်မယ်ဆိုရင်ဒါတွေအကုန်လုံးကပြောင်းလဲသွားမှာအတိအကျပဲ ။ကိုဘက်ကဒီအကြမ်းဖက်စစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုကလည်းပဲသူဖြစ်ချင်တဲ့နိုင်ငံရေး policy သူဖြစ်ချင်တဲ့ပုံစံကိုသူ့ရဲ့ lobby တွေသူ့ရဲ့စစ်ဘောမတွေနဲ့သူပုံဖော်နေတယ်။ကျွန်တော်တို့အရက်သုံးစကားနဲ့ပြောရင်စစ်ဘောမအစိမ့်ပေါ့ဗျာစိမ့်ပိမ့်ပေါ့။ဟွန်းအဲဒီဘက်ကအုပ်စုကလည်းပဲသူတို့ဘလောက်ပဲမမှားဘလို့ပဲလှုပ်လှုပ်သူတို့သွားချင်တဲ့ပုံစံကိုဒါလူတို့ကိုအဲ ဆွဲဆောင်နေတယ်လူတို့ကိုဒီလမ်းမကိုတုံးပို့နေတယ်အဲ့ဒီအုပ်စုကလည်းဒီဘက်မှာရှိနေတယ်ကျွန်တော်တို့တော်လန်ကြီးအုပ်စုတွေပေါ့အဲ့ဒါကကျွန်တော်တို့ဒီအရက်သုံးစကားနဲ့ပြောရင်ဘယ်လိုပြောရမလဲဆိုတော့နီပိန်းနေနော်အဲ့တော့အဲ့ဒီစိမ့်ပိန်းနဲ့နီပိန်းနေရဲ့ဂျားမှာကျွန်တော်တို့အမှန်တရားကိုချစ်မြတ်နိုးပြီးတော့စစ်အာဏာရှင်စနစ်ကိုအမှန်တကယ်ပြုတ်ကျလိုခြင်းနဲ့ပြည်သူလူထုတွေများများပေါ်နိုင်ဖို့အတွက်ကျွန်တော်တို့ကအပင်ပန်းခံ အမုန်းခံပြီးတော့အဆဲခံပြီးတော့ပြောနေရခြင်းဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်ဏိဒံပြိုးနေတာဖြစ်ပါတယ်ကျွန်တော်အမှန်တကယ်ပြောချင်တဲ့အကြောင်းအရာတွေကိုမရောက်သေးပါဘူးเนาะဒါကကျွန်တော်လူစောင့်နေရင်းနဲ့ဏိဒံပြိုးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော် live ရဲ့ရည်ရချက်ကိုအမှန်တိုင်းပြောရရင်ကျွန်တော်တို့ဒီတော်လန်ရေးကနိုင်ကိုနိုင်မှာเนาะမနိုင်မှာစိုးရိမ်ပြာကိုမရှိဘူးဒီတော်လန်ရေးကနိုင်ကိုနိုင်မှာဒါပေမဲ့ အနှေးနဲ့အမြန်ပဲကွာလိုက်မယ်အဲ့တော့အနှေးနဲ့အမြန်ပဲကွာလိုက်မယ်ဆိုတော့ကျွန်တော်တို့ဘီလူလူတို့အားလုံးကတော့မြန်နိုင်သမျှအမြန်ဆုံးဖြစ်အောင်ပဲနိုင်စေချင်တယ်ဘာလို့လဲဆိုတော့ဒီတော်လန်ရေးကြာလာတာနဲ့အမျှမြန်မာနိုင်ငံကြီးကရိုးရွင်းပြက်စီးလာပြီးတော့မှပြည်သူလူထုတွေမျိုးသက်တွေကတပြေးပြေးနဲ့ဟောအနှိပ်ပါဆုံးအဆင့်เนาะကဘာမှာညံရီအနှိပ်ပါဆုံးကဘာမှာဒီဖွံ့ဖြိုးမှုအနှိပ်ပါဆုံး အရာအလုံးကစုပ်ပြတ်တက်နေတဲ့ဘဝတွေကိုဒါပိုင်ဆိုင်ရလိမ့်မယ်ဒီတော်လှန်ရေးကြာလာရင်အဲ့ဒါလိုဖြစ်လာလိမ့်မယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော်လှန်ရေးကိုအမြန်ဆုံးအဆုံးတက်စေချင်တယ်အမြန်ဆုံးအနိုင်ရစေချင်တယ်အဲ့ဒါလိုအမြန်ဆုံးအနိုင်ရဖို့ဆိုရင်အမြန်ဆုံးအနိုင်ရဖို့နီးလန်းတွေအများကြီးရှိတယ်တော်လှန်ရေးမှာဒီဘက်အာနာသိမ်းထားတဲ့အကျန်းဖက်စစ်အုပ်စုမှာသူ့ရဲ့လမ်းစဉ်ကတော့ ရိုးရိုးနဲ့ရှင်းရှင်းနဲ့ဖြောက်ဖြောက်တန်းတန်းကြီးကိုကျွန်တော်တို့ကမြင်နေရပြီเนาะအာနာသိန်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့စစ်တပ်စစ်ဘူကျုပ်တွေက ဘာတွေကြံစည်နေလဲเนาะရေရှည်မှာဘာတွေကြံစည်နေလဲရေတူမှာเนาะဒီခိတခဏဒီတည်င်ကမှာဘာတွေကြံစည်နေလဲရေရှည်မှာမြန်မာနိုင်ငံကိုစစ်တပ်ကဘလို့ပုံဖော်ခြင်းတလဲဆိုတာကိုကျွန်တော်တို့ကမြင်နေရပြီ တွေ့နေရပြီသူတို့ရဲ့လမ်းကြောင်းကဖျောက်တန်းနေရောပဲတဖျောက်သေးပဲဘလို့အချင်းဒီမျိုးမှာမမယိမ့်မယိုင်သွားဘူးဒါဒါကစစ်တပ်ကသူ့ရဲ့နိုင်ငံရေးကြီးမန်းချက်ဒီဘက်ကျွန်တော်တို့တော်လှန်ရေးအုပ်စုရဲ့နိုင်ငံရေးကြီးမန်းချက်တော်လှန်ရေးခေါင်းဆောင်ရဲ့နိုင်ငံရေးပုံစံတွေကအဲ့ဒီလိုမဟုတ်ဘူးဘလို့လဲဟိုအပြောင်းအလဲအတိုးအလျှော့ရိုက်ခတ်မှုတွေများတယ်ပြောရရင်တော့ noise ဒီဒီဒီ line တွေအရင်များတယ်အဲစစ်တပ်ရဲ့နိုင်ငံရေးပုံစံနဲ့ဒီဘက်တုံလန်ရေးကောင်းဆောင်တွေရဲ့เนาะတိုင်းရင်းသားကောင်းဆောင်တွေရဲ့နိုင်ငံရေးပုံစံကတိတ်မတူညီဘူးစစ်တပ်ကတော့သူ့ရဲ့လမ်းစဉ်သူ့ဟာသူဖြောက်ဖြောက်တန်းတန်းကိုသူတွားနေတာဘလို့အသားစီးပဲဖြစ်ဖြစ်သူဘာတွေပဲပေးရပေးရသူအကုန်ပေးပြီးတော့မှရအောင်လုပ်မယ်ဆိုတဲ့ပုံစံစစ်တပ်ရဲ့ပုံစံကဒီဘက်ကတော်လန်ကြီးခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ပုံလက်ပုံစံကအဲ့ဒါလိုမဟုတ်ဘူး ဩအတူအလျှော့တွေအပေးအယူတွေအကြီးအကျယ်တွေအနိုင်အမြင့်တွေဩအချိန်နဲ့မျှပြောင်းလဲတွေဖြစ်နေတယ်အဲ့ဒါလေးတွေကျွန်တော်ပြည်သူလူထုကသိထားဖို့လိုတဲ့အဲ့ဒါဆိုတော့ကျွန်တော်ဒီဒီစစ်တပ်ရဲ့ရေရှည်နဲ့ရေသူအစီအမံတွေကိုကျွန်တော်တို့ပြောပြောကြရအောင်စစ်တပ်ကသူ့သူ့ရဲ့ရည်ရွယ်ချက်ကအားလုံးသိတဲ့အတိုင်းပဲအခုချိန်ထိအကျန်းဖက်အာနာသိစစ်တပ်ခေါင်းဆောင်မင်းအောင်ပိုင်က အာနာသိမ့်တယ်လို့သူတရေဝင်ဝမခံသေးဘူးအခုချိန်ဒီအာနာသိမ့်တယ်လို့သူဝမခံဘူးဘာလို့လဲအာနာသိမ့်လိုက်ရင်ဒီအာနာသိမ့်ရချင်းရဲ့စိုးကျိုးတွေကိုသူအများကြီးရင်ဆိုင်ရမယ်နိုင်ငံတကာဖိအားပြည်တွင်းပြည်ပဖိအားနဲ့အခြေခံဥပဒေဖွဲ့စည်းပုံရဲ့ဖိအားကိုမင်းအောင်ဆိုင်ကအများကြီးရင်ဆိုင်ရမယ် အဲ့ဒီအတွက်ကြောင့်မင်းအောင်လှိုင်ကဒီဥပဒေကိုနော်လက်သလုံးချလုပ်ပြီးတော့အခုချိန်ထိအာနာသိမ့်တယ်လို့ဝန်မခံဘူးသူကဘယ်လိုပြောထားလဲအာနာကိုထိမ့်တယ်လို့ပဲဝန်ခံတယ်โอเคမင်းအောင်လှိုင်ကအာနာမသိမ့်ဘူးအာနာကိုထိမ့်တာနော်အာ2020ရွေးကောက်ပွဲရလက်မဲမတမာမှုဖြစ်လို့အာနာထိမ့်တယ်လို့ပဲမင်းအောင်လှိုင်ကအခုချိန်ထိပြောနေတာအာနာသိမ့်တယ်လို့သူမပြောဘူးဘာလို့လဲဆိုတော့ မင်းအောင်လှိုင်ကအာနာမသိရဲ့ဘူးမင်းအောင်လှိုင်ကြောက်တယ်အာနာမသိရဲ့ဘူးအဲ့ဒါကြောင့်အာနာကိုထိန်းတာအဲ့တော့အာနာသိမ်းတယ်ဆိုရင် तू လှုပ်ချင်တာလှုပ်လိုက်လို့ရတယ် तू လိုချင်တာလိုချင်တဲ့လောက်ယူလိုက်လို့ရတယ်ဒါပေမဲ့ तू ပေးဆက်ရမှာတည်းကအယံများတယ် तू ရင်ဆိုင်ရမှာတည်းကအယံများတယ်ကြောက်မလို့မင်းအောင်လှိုင်ကအာနာမသိရဲ့ဘူးအာနာကိုထိန်းတာမင်းအောင်လှိုင်ကအာနာထိန်းတယ်ဆိုရင်ဒီ ရှိရင်စွဲနိုင်ငံရေး policy အရာဒီရွေးကောက်ပွဲတတန်းတစ်ခုကိုပဲအာဏာထိန်းလို့ရမယ်အဲ့ဒီထက်ကိုကို ထိန်းလို့မရဘူးအဲ့ဒီအတွက်ကြောင့်ဒီလာမဲ့2025မှာမင်းအောင်နိုင်ကသူ့ရဲ့ထွက်ပေါက်အနေနဲ့ဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကိုသူလုပ်ရမယ်ဒီ2025မှာမှမင်းအောင်နိုင်ကရွေးကောက်ပွဲမလုပ်နိုင်ရင် သူကအာနာကိုတိမ့်ဖို့ပဲရှိတယ်အဲ့တော့အာနာသိမ့်မယ်ဆိုရင်အဲ့ဒီထက်ဆိုးကျိုးတွေအများကြီးရင်ဆိုင်ရမယ်ဥပမာအမေစစ်တက်ကအာနာသိမ့်ပြီဆိုတာနဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံ ပြည့်စည်သွားပြီเนาะစစ်တက်ကဖြတ်ချင်ချင်မဖြတ်ချင်ချင်စစ်တက်ကအာနာသိမ့်တာနဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံပြတ်သွားပြီအခြေခံဥပဒေဖွဲ့စည်းပုံပြတ်သွားပြီဆိုရင်ဒီစစ်တက်ကဒီတရေဝင်ရနေတဲ့အာနာတွေအကုန်လုံးလက်လွတ်သွားပြီเนาะနောက်မှ ဒီနိုင်ငံရေးဆွေးနွေးမှုနဲ့ပဲဖြစ်ဖြစ်တော်လှန်ရေးအုပ်စုတွေကဒီဒီအနိုင်တိုက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီတရုတ်ကဝင်ရက်ဝင်ရောက်စစ်ဆက်ညှိနှိုင်းပေးလို့ပဲဖြစ်ဖြစ်နော်ဒီတော်လန်ရေးအဆုံးသက်သွားတယ်ဆိုရင်မင်းအောင်လိုင်ကအာဏာသိမ်းထားတဲ့အတွက်ကြောင့်2008အခြေခံဥပဒေဖွဲ့စည်းပုံကပြတ်သွားပြီပြတ်သွားရင်ဒီစစ်တပ်နဲ့စစ်ဘုတ်ချုပ်တွေကိုအကာအကွယ်ပေးထားတဲ့ခန်းစား권တွေအကုန်လုံးကပြည့်စည်သွားမှာ အဲ့ဒီအတွက်ကြောင့်မင်းအောင်နိုင်ကအရန်ကြောက်တယ်အဲ့ဒါကိုကြောက်မလို့မင်းအောင်နိုင်ကအာနာမသိမ်းရဘူးအာနာကိုထိန်းတာအဲ့တော့အာနာထိန်းတယ်ဆိုရင်ရွေးကောက်ပွဲတက်တန်တစ်ခုကိုပဲအာနာထိန်းလို့ရမှာဖြစ်တဲ့အတွက်ကြောင့်2025မှာမင်းအောင်နိုင်ကမဖြစ်မနေရွေးကောက်ပွဲကိုလုပ်ကိုလုပ်ပေးရမယ်အဲ့ဒီရွေးကောက်ပွဲလုံနိုင်ဖို့အတွက်ဆိုရင်2025ဆယ်လပိုင်းကိုနောက်ဆုံးထားပြီးတော့ နယ်မြေရှင်းလင်းရေးတွေကိုလုပ်ရမယ်ဒါကျွန်တော်2023ခရက်ကပြောခဲ့တဲ့စကားတွေเนาะကျွန်တော်အခုမှပြောခဲ့တာမဟုတ်ဘူးနိုင်ငံရေးဆိုတာကြိုတွေးရတယ်เนาะနိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးနိုင်ငံရေးမှာမမျှော်လင့်မဲ့တိုက်ဆိုင်မှုဆိုတာမရှိဘူးကြိုတင်စီမံထားတာတွေပဲရှိတယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်2023ခရက်ကကျွန်တော်အမြဲတမ်းပြောနေခဲ့တဲ့အရာတွေပဲနော်အဲ့တော့စစ်တပ်က2025ဆယ်လပိုင်းနောက်ဆုံးထားပြီးတော့နယ်မြေရှင်းလင်းရေးတွေလုပ်မယ်နယ်မြေရှင်းလင်းရေးဆိုတာဘာလဲ ဆိုလိုတာကဒီမြို့ကြီးပြာကြီးတွေအစိုးရအုပ်ချုပ်ရေးနယ်မြေတွေအကုန်လုံးကိုမင်းအောင်နိုင်ကပြန်ပြီးသိမ်းပိုက်နိုင်ဖို့ကြိုးစားလိမ့်မယ်အဲ့လိုကြိုးစားတဲ့နေရာမှာမာခုနကလေရင်ဘုံတွေအကြီးတကအကြီးဆုံးဘုံတွေဖြစ်အားအပြင်းဆုံးလက်နက်တွေအကြီးဆုံးလက်နက်တွေရှိတဲ့မြစစ်တီအင်အားတွေအကုန်လုံးကိုထုတ်တုံးပြီးတော့မှမင်းအောင်နိုင်က2025ဆယ်လပိုင်းနောက်ဆုံးကိုနယ်မြေရှင်းလင်းရေးလုပ်မယ် ိုင်းရင်းသားနယ်မြေတွေသူလှုပ်လို့နိုင်မလားသူ့အင်အားနဲ့သူချိန်မယ်မလှုပ်နိုင်ဘူးမလှုပ်နိုင်ဘူးဆိုရင်မရောက်နိုင်ကတိုင်းရင်းသားနယ်မြေမှာရှိတဲ့တပ်တွေအကုန်လုံးကိုပြန်လဲဆုတ်ခွာပြီးတော့မှဒီဒီအဓိကဒီဘ ਹੁ အုပ်ချုပ်ရေးနယ်မြေတွေဖြစ်တဲ့ဒီပြေမဟိုပေါ့နော်ဒီပြေမကိုအထူးသဖြင့်သခိုင်းမကွေးအညာပေါ့ဒီမှာတော်လန်ကြီးအင်အားကောင်းနေတဲ့သခိုင်းမကွေးအညာကိုအဓိကထားပြီးတော့မှဖြိုခွင်းတာတွေလုပ်မယ်အဲ့လိုဖြိုခွင်းပြီးဆိုရင် PDF တွေရော ပြည်သူလူထုကရောအထိနာလိမ့်မယ်အဲကျွန်တော်ဆိုကြီးတွေကကြိုပြောခဲ့တယ်အခုပြောတဲ့အတိုင်းပဲဖြစ်လာပြီเนาะအခုပဲ2025ရဲ့6လပိုင်းကိုရောက်လာပြီဆိုတော့မင်းအောင်တိုင်းကဒါဖြူခွဲမှုတွေကိုစလုံနေပြီနေရာတိုင်းကိုလေရင်ဘုံတွေကျဲနေပြီနေရာတိုင်းကိုပေါင်အားရဘုံတွေနဲ့ကျဲနေပြီနောက်ပိုင်းကျရင်အဲ့ဒီထက်ကိုပြင်းတဲ့အထိဓာတုဘုံတွေဒီဖြက်အားပြင်းဘုံတွေ73လနိုင်ကြီးရှိတယ်အဲ့တော့ပြည်သူလူထုတို့အရန်ကို အန်တရေကြီးတယ်ဒါကမင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲလုံနိုင်ဖို့အတွက်ဒါသူ့လုံမဲ့အစီအစဉ်အဲ့တော့စစ်တပ်ကကြိုတင်စီမံထားတဲ့အတိုင်းရွေးကောက်ပွဲလုံနိုင်လိုက်ပြီးရွေးကောက်ပွဲပြီးသွားပြီဆိုရင်စစ်တပ်ကကြိုတင်စီစဉ်ထားတဲ့အတိုင်းကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကအစိုးရဖြစ်မယ်ကြက်ကန်ဖွံ့ဖြိုးရေးပါတီအစိုးရဖြစ်ရင်သူတို့ရဲ့အစိုးရရန်တရားလေပတ်နိုင်ဖို့အတွက်တိုင်းရင်းသားဒေသတွေကိုငြိမ်းချမ်းရေးခေါ်မယ်အပြစ်ခတ်ရက်စဲရေးလုပ်မယ် ဲ့တော့အားလုံးသိတဲ့အတိုင်းပဲတိုင်းရင်းသားဒေသကိုစစ်တပ်ကထိုးစစ်ရက်လိုက်ပြီဆိုတာနဲ့အဲ့ဒီနေရာမှာတိုက်ပွဲမရှိတော့ဘူးဘယ်တိုင်းရင်းသားလက်နက်ကင်ကမှနေပြည်တော်ကိုသူတို့ရဲ့စစ်တပ်ကြီးနဲ့လာမတိုက်ဘူးเนาะစစ်တပ်ကတိုင်းရင်းသားနယ်မြေတွေကိုစစ်သွားတိုက်နေလို့တိုင်းရင်းသားနယ်မြေတွေကိုစစ်တပ်ကထိုးစစ်ဆင်နေလို့သူတို့ကပြန်ခုခံတာပြန်တိုက်တာဆိုလိုချင်တဲ့သဘောက 2025မှာရွေးကောက်ပွဲပြီးတယ်ကြန့်ခိုင်ဖွံ့ဖြိုးရေးကအစိုးရဖြစ်တယ်အဲ့ဒီချိန်မှာကြန့်ခိုင်ဖွံ့ဖြိုးရေးရဲ့ဥက္ကဋ္ဌခင်ကြီးကဒါယာယီတမရနေရာကိုယူကောင်းယူလိုက်မယ်ပထမတစ်နှစ်ဒုတိယတစ်နှစ်ပေါ့ဗျာနှစ်နှစ်လောက်တော့ခင်ကြီးကတမရနေရာကိုယူလိုက်မယ်ယူပြီးတာနဲ့အပြစ်ခက်ရစေရေးကြီးညာမယ်ကြီးညာပြီးတာနဲ့တိုင်းရင်းသားနယ်မြေမှာရှိတဲ့ ဒါစစ်တပ်တွေကိုအကုန်လုံးပြန်ပြီးတော့မှရုတ်သိမ်းလာမယ်ရုတ်သိမ်းပြီးတော့မှဒီပြေမာကြီးပေါ့နော်ဒီဘ ਹੁ အစိုးရရဲ့အုပ်ချုပ်ရေးမြို့တော်တွေမြို့ကြီးတွေကိုပဲအဓိကလုံခြုံရေးတင်းတင်းကြပ်ကြပ်ယူမယ်ပြီးရင်တိုင်းရင်းသားပြည်နယ်တွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယာယီပါဇက်ကတိနဲ့နော်စာချုပ်စာတမ်းနဲ့တင်းတင်းကြပ်ကြပ်ပထရယ်လိုမျိုးအခြေခံဥပဒေဖွဲ့စည်းပုံနဲ့ဘာညာပေးမှာတော့မဟုတ်ဘူးပါဇက်ကတိနဲ့တိုင်းနာ ပြည်နယ်တွေကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးထားလိုက်မယ်အဲ့ဒီပေးထားတဲ့အချိန်မှာပဲဒီပြည်မမှာရှိတဲ့နိုင်ငံရေးသမားတွေတော်လှန်ရေးသမားတွေကိုရှာဖွေဖမ်းဆီးပြီးတော့မှဖြိုခွင်းတာတွေလုပ်မယ်ထောင်ချတာတွေလုပ်မယ်တပ်ပစ်တာတွေလုပ်မယ်အဲ့ဒါလို့အဓိကဒီပြည်မကိုအရင်ထိန်းနိုင်ဖို့အတွက်နော်စစ်တပ်ကအင်အားပြန်ကောင်းလာဖို့အတွက်နှစ်နှစ်လောက်တော့အ ਨੇ စုံနှစ်နှစ်အ ਨੇ စုံနှစ်နှစ်လောက်တော့အတိုင်းအတာပြည်နယ်တွေကိုစစ်လုံးဝမတိုက်ဘူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုပုံစံမျိုးပေးထားနိုင်တယ်။အဲ့ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုပုံစံမျိုးပေးထားတဲ့အချိန်မှာပဲစစ်တပ်ကတခုတော့တောင်းဆိုမယ်။အဲ့ဒါပါလဲဆိုတော့မင်းတို့တိုင်းရင်းသားပြည်နယ်တွေကိုကိုယ်ပိုင်သိမ်းထားတဲ့နော်တိုင်းရင်းသားပြည်နယ်တွေကိုတိုင်းရင်းသားခေါင်းဆောင်တွေကိုယ်အစီအစဉ်နဲ့ကိုကိုယ်ဥပဒေနဲ့ကိုအုပ်ချုပ်ပါနော်ဒီဘက်ကဒီဘ ਹੁ အစိုးရအနေနဲ့ကတော့ဒီအရက်ဖက်အုပ်ချုပ်ရေးတွေကိုပဲယုံလာဖွင့်မယ်ဥပမာ အဲ့ဒီပညာရေးတို့ကျမ်းမာရေးတို့စီးပွားရေးတို့เนาะတခြားသောဒီလဝကလူဝင်မှုကြီးကြပ်ရေးတို့ဟောနော်အဲအဲ့လိုပုံစံမျိုးတွေပဲလာမယ်ကာကွယ်ရေးကိုတော့တိုင်းရင်းသားပြည်နယ်တိုင်းရင်းသားစစ်တပ်တွေကပဲကာကွယ်ရေးကိုယူလိုက်ငါတို့စစ်တပ်တွေအကုန်လုံးပြန်ဆုတ်မယ်အဲကိုပိုင်အုပ်ချုပ်ခွင့်ပေးလိုက်တယ်ဗောဗျာအဲပေးလိုက်တဲ့ချိန်မှာပဲအဲ MCA ကိုပြန်ခေါ်နေမယ်အ ਨੇ ဆုံးစစ်တပ်ကနှစ်နှစ်တို့မဟုတ်၃နှစ်လောက်တော့အချိန်ယူလိုက်မယ် အဲ့လိုတိုင်းရင်းသားဒေတာကိုအပြစ်ခက်ရက်စဲထားတဲ့အချိန်မှာနော်2026 2029 2020เนี่ยရှစ်ပေါ့ဗျာအဲ့ဒီ၃နှစ်တာကာလအတွင်းမှာဒီပြည်မကြီးမှာရှိတဲ့ရန်ကုန်မန္တလေးပဲခူးမြို့ကြီးတွေပေါ့ဗျာအဲ့ဒီလိုမြို့ကြီးမှာရှိတဲ့တော်လှန်ရေးသမားတွေနိုင်ငံရေးသမားတွေ NLD ပါတီဝင်ကခေါင်းဆောင်ပိုင်းတွေကိုစစ်တပ်ကဖြိုခွင်းမဲ့ဖမ်းဆီးမဲ့အကြောင်းပြချက်အမျိုးမျိုးပေးပြီးတော့ဖမ်းမယ်ဗျာနောက်ဆုံးအဲ့လိုဒီဒီ NLD ပါတီရဲ့ဒီဥက္ကဋ္ဌတွေအသွင်းရမှုတွေဘာတွေပါအကုန်ဖမ်းမှာပေါ့ဗျာပြောချင်တာကစစ်တပ်ကဖြိုခွင်းမယ်အဲ့တော့ဒီပြည်မကြီးမှာဒီ NLD ပြိုသွားပြီเนาะ NLD မရှိတော့ဘူးဆိုရင်ဒီပြည်မကြီးမှာ NLD အမေစုဦးဆောင်တဲ့ NLD ပါတီကမရှိတော့ဘူးပြိုသွားပြီเนาะဒီတော်လှန်ရေးမှာတက်ကြွလှုပ်ရှားတဲ့လူငယ်တွေလည်းမရှိတော့ဘူးเนาะစစ်တပ်ကအကုန်ဖမ်းဆီးထိန်းချုပ်အုပ်ချုပ်လိုက်နိုင်ပြီဆိုရင်ဒီပြည်မကြီးမှာဒီ ြန့်ဖို့နဲ့စစ်တပ်ကိုနိုင်ငံရေးအရာရှင်နိုင်တဲ့အဖွဲ့အစည်းမရှိတော့ဘူးအဲ့ဒီအတွက်ကြောင့်စစ်တပ်ကတော့တပါတီအာဏာရှင်စနစ်နဲ့အာဏာသိမ်းစရာမလိုဘဲနဲ့အော်တိုမက်တစ်အာဏာရနေမှာเนาะအော်တိုမက်တစ်တပါတီအာဏာရှင်ဖြစ်သွားပြီပေါ့အဲ့လိုအော်တိုမက်တစ်တပါတီအာဏာရှင်ပုံစံမျိုးနဲ့အခြေခံသွားပြီဆိုတော့မှစစ်တပ်က ိုင်းရင်းသားနယ်မြေတွေကိုပြန်သိမ်းဖို့သူကစူးစမ်းလိုက်မယ်အဲ့တော့ဒီ2025မှာစစ်တပ်ကလုတ်တဲ့အတုအယောင်ဟန်ပြရွေးကောက်ပွဲအောင်မြင်သွားတယ်ဆိုရင်အ ਨੇ ဆုံး3နှစ်လောက်တော့တိုင်းရင်းသားပြည်နယ်တွေကအစ်ပွဲတွေရက်သွားမယ်ကိုပိုင်အုပ်ချုပ်ခွင့်ပုံစံမျိုးရနိုင်မယ်ဘာလို့လဲဆိုတော့စစ်တပ်ကဒီပြည်မကြီးကိုထိန်းချုပ်နိုင်ဖို့သူအရင်စူးစမ်းပြမကြီးကိုထဲချုပ်နိုင်ပြီဆိုမှတိုင်းရင်းသားပြည်နယ်ကိုပြန်သွားမှာဆိုတော့အနည်းဆုံး၃နှစ်ပေါ့ဗျာအဲ့တော့ပြမမှာလည်း ကြံ့ဖို့နဲ့စစ်တပ်ကိုရှင်နိုင်တဲ့နိုင်ငံရေးပါတီမရှိတော့ဘူးနိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေမရှိတော့ဘူးစစ်တပ်ကတပါတီအာဏာရှင်ပုံစံမျိုးနဲ့ရည်တည်နိုင်ပြီဆိုရင်တိုင်းရင်းသားဘက်ကိုပြန်လှည့်မယ်အဲ့တော့အနည်းဆုံး2020နဲ့8 2030လောက်ရောက်တဲ့အခါနောက်တစ်ကြိမ်ရွေးကောက်ပွဲလာရင်လည်းကြံ့ဖို့ပဲပြန်နိုင်မယ်ကြံ့ဖို့ပဲပြန်နိုင်မယ်ဆိုရင်ဒါတပါတီအာဏာရှင်စနစ်မျိုးနဲ့အမြဲတမ်းတွားပြီးနောက်တစ်ချက်ရှိသေးတာကမင်းအောင်လှိုင်မင်းအောင်လှိုင် တမရယူးနေတယ်မင်းအောင်လိုင်းတမရယာတူးကိုလိုချင်နေတယ်ဆိုတာကကျွန်တော်တို့ထင်တယ်လို့မျိုးဟိုဒီမိုကရေစီအစိုးရဟိုတက်တန်းတစ်ခု၅နှစ်တာတမရကိုလိုချင်နေတာမဟုတ်ဘူးမင်းအောင်လိုင်းလိုချင်တဲ့တမရယာတူးကဒီတရုတ်မှာလိုမျိုးရုရှားမှာလူမျိုးဘယ်ရာရုလူမျိုးဟိုယာတပ်ပန်တမရ တပါတိအာနာရှင်အစိုးရတပါတိအာနာရှင်တမရပုံစံလိုမျိုးညာတပံတမရကိုမင်းအောင်လိုက်အကောင့်ထဲဖော်ဖို့ဖော်လာမှာအဲ့ဒီတော့ဒီတော်လန်ရေးတာ အမှန်တကယ်စစ်အာနာရှင် ပြုတ်ကြမသွားရင်မြန်မာနိုင်ငံကနောက်ပိုင်းတပါတိအာနာရှင် စနစ်နဲ့ဆက်ဖြစ်သွားလိမ့်မယ်အတ္တကိုလည်းပဲတိုင်းရင်းသားခေါင်းဆောင်တွေအကုန်လုံးကသိတယ်အဲ့တော့ဒီຫນွေဦးတော်လန်ရေးဒီဒါဒီနောက်ဆုံးအခွင့်ရေး နောက်ဆုံးဖြစ်ပေါ်လာတဲ့ဒါညီညွတ်မှုပဲဒီလိုခွင့်ရေးမျိုးဒီလိုညီညွတ်မှုမျိုးမြန်မာနိုင်ငံမှာနောက်ထပ်နှစ်ပေါင်း200 300ကြာရင်တော့ထက်ရနိုင်စွမ်းမရှိတော့ဘူးဒါကိုလေတိုင်းရင်းသားခေါင်းဆောင်တွေအကုန်လုံးကသိတယ်အဲ့တော့ဒီလိုခွင့်ရရနေတဲ့အချိန်မှာဒီအကြမ်းဖက်ဒီစစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းဖို့အတွက်ပျောက်အောင်တိုက်မယ်ဆိုတဲ့တိုင်းရင်းသားခေါင်းဆောင်တွေမှာ အသွေးရှိတယ်ရည်ရွယ်ချက်ရှိတယ်ဒါပေမဲ့ဒီဘက်မှာခတ်နေတာကဒီ UNG နဲ့ဒီဘက်ကဒီ CRPH2 ရဲ့เนาะဒီဒီဒီပြည်မနိုင်ငံရေးအင်အားစုတွေရဲ့နိုင်ငံရေး policy ဒီဒီဒီနိုင်ငံရေးလမ်းစဉ်အလျှော့ပေးမှုကိုသူတို့ကလိုချင်နေတယ်စောက်ဆိုင်နေတယ်เนาะအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဒီနိုင်ငံရေးနဲ့ပတ်သက်ရင်အရန်ကိုအာရေချိန်နှိပ်ပါတယ်เนาะကျွန်တော်တို့ကအနှစ်ပေါင်းများစွာဒီ ဒီဒီနိုင်ငံရေးနဲ့ဝေးกว่าတဲ့အမှောင်မှာနေခဲ့ရတော့နိုင်ငံရေးနဲ့ပတ်သက်ရင်တွေးကော်မှုကအရန်ကိုရည်ချိန်နှိပ်ပါတယ်အဲ့တော့မြန်မာပြည်သူလူထုတွေမသိတာကဒီပြည်ထောင်စုဆိုတဲ့ဒီဖက်ဒရယ်နဲ့အင်ပါယာတိုင်းပြည်ဆိုတဲ့ဒီဒီသမင်းတအာနာရှင်တပရင်စနစ်ကိုမြန်မာပြည်သူလူထုကကောကွယ်ပြပြနားမလည်ဘူးအဲ့တော့ဖက်ဒရယ်ဆိုတာကပြည်ထောင်စုပြည်ထောင်စုဆိုတာပြည်နယ်တွေအကုန်လုံးပေါင်းပြီးတော့မှ စုပေါင်းပြီးတော့ဥဆောင်တဲ့စနစ်เนาะ တဦးတယောက်တည်းကခေါင်းဆောင်မဟုတ်ဘူးရှိသည်မပြည်နယ်တွေခေါင်းဆောင်တွေအကုန်လုံးစုပေါင်းဦးဆောင်တဲ့စနစ်ကွန်မောင်းဂရောင်းကိုပြည်တော်စုလို့ခေါ်တာအခုကပြည်တော်စုဆိုတဲ့နမည်ကိုတက်ပြီးတော့နော်ပါတီတစ်ခုတည်းလူတယောက်တည်းအဖွဲ့အစည်းတစ်ခုတည်းကဦးဆောင်ခြင်နေတဲ့ပုံစံလိုမျိုးဖြစ်နေတယ် NUG သွားနေတဲ့ပုံစံကအဲ့ဒါကြောင့်တိုင်းရင်းသားလက်နက်ကင်တွေတိုင်းရင်းသားခေါင်းဆောင်တွေကအဲ့ဒါကိုတိလို့ သူတို့မှာရှိသည်မြဒီစစ်တီအင်အားတွေအကုန်ထုတ်မတုံးပဲနဲ့ဒီတိုင်းပဲတော်ကြီးယော်ကြီးလေးပဲတွားနေတယ်ကိုပြင်းနဲ့ကိုဟိုတိုက်ယူတဲ့ပုံစံမျိုးလောက်ပဲတွားနေတယ်နေပြည်တော်ထိကိုတွားဖို့အတွက်ဒီအစီအမံတွေမရေးဆွဲဘူးဘာလို့လဲဆိုတော့ဒီပြည်မထဲမှာရှိတဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးခေါင်းဆောင်တွေအခုလက်ရှိ UNG CRPH ရဲ့နိုင်ငံရေး policy ကိုမယုံလို့တိုင်းရင်းသားတွေက ပုံဩပြီးတော့တော်လန်ကြီးထဲမှာမပါဘူးအဲ့ဒါလိုဖြစ်နေ